အဲဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်အဲမတွေ့ရလဲကြာပြီဆိုတော့ကျွန်တော်ဒီနေ့ဂျီးဒီတင်ချာမှာကျောင်းသားတွေပေါ့နော်ဘယ်လိုပြောမလို့အမှားများတဲ့ပုံစံပေါ့နော်တနည်းပြောမယ်ဆိုရင်တတိမမူတဲ့အခါမှာမှားတတ်တဲ့ပုံစံပေါ့နော်အဲ့တော့အဲ့ဒါလေးကိုတစ်ချက်ပြောခြင်းပါတယ်အဲ့တော့ကျောင်းသားအများစုကကြတော့ကျွန်တော်တို့ဒီ directly proportional ပုံစံတွေပဲတွက်တွေ့ထတာရှိတယ်ပေါ့နော် directly နဲ့ inversely proportional ဆိုတာတကယ်တကယ်နှစ်မျိုးရှိရပေါ့သင်ချာမှာဆိုရင်ကျွန်တော်တို့ကသင်ချာနဲ့တခါနဲ့ပြောမယ်ဆိုရင် diet အချိုးကြနဲ့ပြောင်းပြန်အချိုးကြတဲ့ပုံစံဆိုပြီးနှစ်မျိုးရှိရ diet အချိုးကြတဲ့ပုံစံတွေကိုတွက်တာကတော့ကျောင်းသားတွေ used to ဖြစ်ပြီးသားအားလုံးတွက်တတ်ပြီးသားဥပမာဘလိုဟာမျိုးလဲဆိုတော့ဥပမာအပြင်ဆရာတို့ကျွန်တော်တို့ပြောမယ်ဆိုရင်ဒီအောက်က၃ပုတ်ပေါ့ကျွန်တော်အလွယ်ဆုံးအစပြောမယ်နံပါတ်23ကိုကြည့်လိုက်ပေါ့နော်ဒီအောက်ဆုံးက နောက်ဆက်တော့မှတို့ပြောထားတယ်ဒါဒီကျွန်တော် chapter GD macrohe chapter 3ထင်တယ်နော် decimal အခန်းအယူထားတာပါနော်အဲ့တော့ဗါလဲဆိုတော့ဒီမှာပြောထားတာရှင်းရှင်းလေးသူကအဲ Ilya ဆိုတဲ့လူကဝယ်တာကဘယ်လောက်ဝယ်တော့0.460 pound of meat အသားအလောက်ကိုဝယ်တယ် ဘယ်ဈေးနှုန်းနဲ့ဝယ်တာတုံးဆိုတော့အသားတစ်ပေါင်ကို5.5ဒေါ်လာနှုန်းနဲ့ဝယ်တယ်အဲ့ဒါဆိုရင်0.46ပေါင်ဆိုရင်ဘယ်လောက်ကြာမလဲမေးတာဒါဆိုရင်ကျွန်တော်တို့ကဓာတ်ရိုက်အချိုးကျတဲ့ပုံစံလို့ automatic တန်းသိရတယ်ဘာဖြစ်လို့တုံးကျွန်တော်တို့စဉ်းစားကြည့်မယ်ဈေးထဲမှာအသားဝယ်တယ်ဥပမာတစ်ပေါင်ဝယ်ရင်၅ထားပါတော့နော်ပြင်မာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာဆိုပြောရအောင်နော်ထားပါတော့အာတတပေါင်းဝင်9000ဆိုပါလို့ဗျာတပေါင်းဝင်9000ဆိုပါလို့တပေါင်းဝင်9000ကျင်းတည်တယ်နှစ်ပေါင်းဝင်9000ထပ်ပူပေးရမယ်1000 သုံးပေါင်ဝင်တထောင်ခွဲပြောချင်တဲ့သဘောတရားကဟာလားပေါင်တန်ဖို့ပေါ့နော်အလေးချိန်တန်ဖို့များလာတာနဲ့အမျှအလေးချိန်တန်ဖို့များလာတဲ့အမျှသူ့ရဲ့ cost ကုန်ကျစရိတ်ကလည်းပဲဖြစ်လာတော့များလာတယ်အလေးချိန်နည်းလာရင်ကုန်ကျစရိတ်ကလည်းနည်းလာတယ်ဒါဆိုရင်တစ်ခုများရင်နောက်တစ်ခုလိုက်များတယ်တစ်ခုနည်းရင်နောက်တစ်ခုလိုက်နည်းတယ်အဲ့ဒါမျိုးဆိုရင်ကျွန်တော်ဘာလို့ယူစားတော့ဒီဓာတ်ရိုက်အချိုးကျတဲ့ပုံစံလို့ယူစားတယ်ဒါတွေကကျွန်တော်တို့မြင်မှုနေကြပုံစံကြီးဘာမှထူးထူးမဟုတ်ဘူး ဒါမှကျွန်တော်သိအောင်ပြန်ပြောပြနေရနော်ဟုတ်ပြီခွဲခြင်းတို့ခွဲပြခြင်းတို့ပေါ့နော်အဲဆိုဒါတွေကဒါရိုက်အချိုးချတဲ့ပုံစံတွေဆိုဘာမှခက်ဘူးကျွန်တော်ပြောပြတာဟိုဘက်ဒီဘက်အချိုးချပြီးတွက်လိုက်ရင်ရပြီဒီဘက်မှာအချိုးတစ်ခုရေးမယ်ဒီဘက်မှာအချိုးတစ်ခုရေးမယ် ဟုတ်ပြီနော်ဒီဘယ်ဘယ်ဘက်အချမ်းကအချိုးမှာကျွန်တော်တို့ဘာကိုရေးမလို့ပေးထားချက်ကိုရေးမယ်ဒီပုံစံမှာဆိုပေးထားချက်ကဘာကိုပေးထားတော့တတော်တပေါင်ကို5.50ဒေါ်လာကြိုက်တဲ့ကောင်အပေါ်အရေးကြိုက်တဲ့ကောင်အောက်ကရေးကိစ္စမရှိဘူးအဲ့တော့ကျွန်တော်ကတော့5.50ဒေါ်လာကိုကျွန်တော်အပေါ်အရေးလိုက်မယ်အောက်မှာကျွန်တော်ဘာကိုရေးလိုက်မလို့1ပေါင်ကိုရေးလိုက်မယ်ပါပေါင်ဆိုတာ1ပေါင်လို့သိရမယ်အခုသူလိုချင်တာမေကွန်ကဘာလို့ကျွန်တော်တို့0.46ပေါင်မှာဘယ်လောက်လဲဆိုတော့ဒီ ကျွန်တော်တို့ကဘဲဘက်အချမ်းမှာပေါင်ကိုကဏ္ဍကိုအောက်မှာရေးရင်ညာဘက်အချမ်းမှာလည်းကျွန်တော်တို့ပေါင်ဘယ်မှာရေးမလို့အောက်မှာရေးမယ်ဒါကြောင့်မလို့0.46ပေါင်ကိုကျွန်တော်တို့ဘယ်မှာရေးမလို့အောက်မှာရေးမယ်အဲ့ဒီ0.46ပေါင်မှာဘယ်လောက်လဲဆိုတာကိုရှာပြလိုက်ရပြီဒါဆိုချက်ချေကမြောက်လိုက်တဲ့အခါမှာ x ကိုလိုချင်တယ်ဆိုရင်ကျွန်တော်5.50နဲ့ဘာနဲ့မြောက်လိုက်ပြလိုက်ရပြီလို့0.46နဲ့မြောက်ပြလိုက်ရင်အဖြေရပြီပေါ့ အဲ့လိုမထားချင်လို့ဆိုရင်ကျွန်တော်ဘယ်လိုတက်လို့လဲရတော့နောက်တနည်းအားဖြင့်ဆိုရင်ကျွန်တော်တို့ကဒီရွယ်ချမ်းမှာကျွန်တော်စက်ညင်ဘက်အနေနဲ့တကယ်လို့ကျွန်တော်ပေါင်ကိုအပေါ်အတင်နေဆိုပါဆို1ပေါင်ကိုအပေါ်အထားတယ်5.50ဒေါ်လာကိုအောက်ကထားတယ်ဆိုရင်ဒီဘက်ညာဘက်ချမ်းမှာလေပေါင်ကိုကျွန်တော်ဘယ်ဟိုသွားထားမလို့အပေါ်ကိုသွားထားပြီးတော့သူမေးတဲ့ဒေါ်လာကိုမှထားမလို့အောက်မှထားမယ်ဘယ်လိုဝတ်တွေအဖြေကတော့အတူတူပဲ ဟုတ်တယ်နော်ဒါမျိုးလို့ဆိုရင်တိုက်ရိုက်ချူထားတဲ့ပုံစံလို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီကျွန်တော်နောက်ထပ်နှစ်ပုတ်ထပ်ပြပါအောင်မယ်နည်းနည်းပြန်နှွေးပေးတဲ့သဘောအနေနဲ့ပေါ့နော်โอเคနောက်ဒီမှာဆိုလဲနံပါတ်6ဆိုလဲဒီတိုင်းပဲဘာပြောထားတုံးဆိုတော့သူ့ရဲ့အိမ်ပိုင်ဆိုင်မှုကဒေါ်လာ1000ချမ်းတာတယ်ဆိုရင်ပေးရမယ့်အခွန်ကဘယ်လောက်ပေးရမလို့63.55 cents ပေးရမယ်ဒါပေးထားတဲ့သက်သက်ချက်သူ့မိဘလိုချင်တာကသူ့အိမ်ကဘယ်လောက်ချမ်းတာရင်တော့ assets value 23500ချမ်းတာတယ်ဆိုရင်ကျောင်းကိုအခွန်ဘယ်လောက်ပေးရမလို့မေးတယ်ဒါဆိုကျွန်တော်တို့ရှင်းတယ်နော်အိမ်ကဒေါ်လာ1000ချမ်းတာရင်ကျောင်းကိုအခွန်ဘယ်လောက်ပေးရမလဲ ဲ့တော့အိမ်ကချမ်းသာတာနဲ့အမျှအိမ်ကပို့ပြီးချမ်းသာလာလေလေအခွန်ကလည်းဘာဖြစ်လေတော့ပို့ပြီးတော့ပေးရလေလေပဲဟုတ်နော်တကယ်လို့အိမ်ကချမ်းသာတဲ့ပမာဏနည်းတယ်ဆိုရင်ပတ်စံရှိတဲ့ပမာဏနည်းတယ်ဆိုရင်အခွန်ပေးရတဲ့ပမာဏလည်းနည်းလာပါပဲဒါဆိုလည်းဘယ်လိုချိုးရတာတော့ဒါရအချိုးကြတယ်ဒါရအချိုးကြရင်တော့ကျွန်တော်တို့ဘာနည်းနဲ့တွက်မလို့ proportion နည်းနဲ့တွက်မယ်ဟိုဘက်ဒီဘက်တွက်မယ်ဒီဘက်ပဲချမ်းသာပေးထားချက်ကိုကြည့်မယ်ပေးထားချက်ဆက်သွယ်ချက်ကဘာရှိရတော့63.55 cents အခွန်63.55 cents မှာဆိုရင် assets value ကဘယ်လောက်ရှိရတော့တထောင်ပေါ့နော် assets value 1000ရှိရဆိုရင်အခွန်က6350တက်တဲ့ကောင်အပွားရေးပါအဲ့တော့ကျွန်တော်ဒီခွန်အခွန်ကိုအပွားရေးလဲဆိုပါဆို63 sorry 63 0.55 cents ပေါ့နော်တိရမာဒီဒီအပေါ်က cents ကဘာဟုတ်ပြောတော့အခွန်ကိုပြောတာနော်အခွန်6.55 cents မှာဆိုရင်အောက်ကဘယ်လောက်ရှိမှာတော့ဒေါ်လာ1000 ဘာဖြစ်မှာတော့ဒါကပါတော့ assess value ကျွန်တော် AB လို့ပဲကြီးလိုက်တော့မယ်เนาะအဲ့တော့သူပေးထားတာကကြတော့ assess value ဘယ်လောက်မှာလို့ပြောထားတော့2300 5000 2300 5500လို့ပြောထားတာဖြစ်တဲ့အကြောင်းကျွန်တော်ဘယ်ဘက်ချမ်းမှာ assess value ကိုအောက်မှာရေးထားဖြစ်တဲ့အကြောင်းညာဘက်ချမ်းမှာလည်း assess value ကိုဘယ်မှာရေးရမလဲတော့အောက်မှာရေးရမယ်เนาะဒါကြတော့ဒီလောက်ဒေါ်လာ assess value မှာဆိုရင် အခွန်ဘယ်လောက်ပေးရလဲပေါ့ဒါဆိုကျွန်တော် x ကိုရှာလို့ရပြီပေါ့နော်ဒီကောင်နဲ့ဒီကောင်နဲ့ချက်ချေကမြောက်မြောက်လို့ရတဲ့အဖြေကိုတစ်ထောင်နဲ့စားလိုက်ရင်ကျွန်တော်လုလို့ရတဲ့အဖြေထွက်တယ်ပေါ့ဒါပေမဲ့တတိထားမှာဒီပုံစံမှာတတိရောတစ်ချက်ထားပေါ့နော်ဒီမှာဒေါ်လာနဲ့ဒေါ်လာနဲ့ကြေးမယ်ဆိုရင်ကျွန်တော်တို့ရလာတဲ့ x တန်ပိုဒီပါနဲ့ရလာမလို့ဆိုရင် sense နဲ့ sorry sense ရလာမယ်နော်အဲ့တော့သူရလာတဲ့အဖြေကိုကျွန်တော်တို့ဒီမှာမီးခွန်းမှာပေးထားတာကြတော့ဒေါ်လာဒီပြဖြစ်တဲ့တကြောင်အဲ့ဒီ sense ကိုတော့ပြန်ပြောင်းမရမယ်ဒေါ်လာပြန်ပြောင်းပြီပေါ့နော် sense ကိုဒေါ်လာပြောင်းရင်ကျွန်တော်ဘာနဲ့စားပေးလိုက်ရပြီတော့တရားနဲ့စားပေးလိုက်ရပြီနော်ဒီရတဲ့အဖြေကိုတရားနဲ့စားလိုက်ရင်ကျွန်တော်လိုချင်တဲ့အဖြေရတယ်ပေါ့ ါတော့ကျွန်တော်တေချာပြန်မပြောပြရတော့ဘူးเนาะကျွန်တော်အရင်အရင်လေးတွေ့ပြပြီးသားဖြစ်တဲ့အတွက်ကြောင့်ပေါ့เนาะโอเค ရမယ်လို့မျှော်လင့်ပါတယ်ဒါလည်းပဲဖြစ်တယ်နော်တိုက်ရအချိုကြတဲ့ပုံစံပဲနော်အဲဒီမှာလေးဒီတိုင်းပဲသူကကဘာနဲ့မားစတိုနဲ့ကဒီလောက်ကီလိုမီတာဝေးပါတယ်ရေဒီယိုဝေ့စ်တွေကတစ်စက္ကန့်ကိုဒီလောက်ကီလိုမီတာသွားနိုင်ပါတယ်အဲ့တော့ကျွန်တော်တို့သိရလေတစ်စက္ကန့်ကိုဒီလောက်သွားတယ်ဆိုတဲ့သဘောတရားကထားပါတော့တစ်စက္ကန့်ကို3 into 10^5 ကီလိုမီတာသွားတယ်ဆိုရင်2စက္ကန့်ဆိုရင်သူတက်2ဆပို့ပြီးသွားနိုင်မယ်3စက္ကန့်ဆိုပို့ပြီးဝေးဝေးရောက်မယ်4စက္ကန့်ဆိုပို့ပြီးဝေးဝေးရောက်မယ်အဲ့တော့ပြောချင်တဲ့သဘောတရားစက္ကန့်တန်ဖိုးများလာလေလေကီလိုမီတာတန်ဖိုးကလည်းပဲဖြစ်လာလေပြီတော့များလာလေလေပဲဒါဆိုလည်းဘယ်လိုချိုးကြတာပဲတော့ဒါရအချိုးကြတာ ပဲဒါကြောင့်ကျွတ်ကြတယ်ဆိုရင်ကျွန်တော်တို့တွက်လို့ရတော့ reproduction နည်းနဲ့တွက်လို့ရတယ်ပေါ့အဲ့တော့ဒီဘက်ချမ်းမှာပေးချက်ကိုရေးမယ်ဆိုရင်သူပေးချက်ကဘာဖြစ်လာတော့3 times 10.5 km မှာဘလောက်စက္ကန့်နော်10စက္ကန့်အခုတို့လေ့ကျင်တာဒီ2.25 times 10.8 km မှာဘယ်နဲ့စက္ကန့်လဲ x ကိုလိုချင်ဒါကလေးတွက်တွက်တယ်နော်တစ်ချိန်ကမြောက်ပြီး session လိုက်ပေါ့နော် x ကိုလိုချင်တယ်ဆို2.25 times 10.8ကို3 times 10.5နဲ့စားလိုက်ပေးလိုက်ရင်ကျွန်တော်လိုချင်တဲ့အဖြေရမယ်ပေါ့နော်ကျွန်တော်အဖြေကြည့်တော့တော့တတ်မပြတော့ပါဘူးနော်โอเคဒါဒီအားလုံးဒီကျွန်တော်ပါတော့ဒါရအချိုးကြတဲ့ပုံစံလေးဒါရ ရအချို့ကြရဆိုရင်ကျွန်တော်တို့ဒီလိုသုံးပြီးတွက်သုံးပြီးတွက်လို့တော်တာရှိတယ်ပေါ့နော်ဒါပေမဲ့တချို့ကြောင်းတွေကြတော့ဘလို့တင်တော့တချို့ကြောင်းတွေကြတော့လည်းကျွန်တော်တို့ဟိုငငယ်တော့အတင်းတယ်လို့ပေါ့နော်ဘလို့တင်နေတဲ့ချာရှိတယ်ဆိုတော့သုံးချက်တွက်လို့ခေါ်တာပေါ့နော်သုံးချက်တန်ပြီးသုံးတက်လေတွက်လို့ရတယ်ကျွန်တော်တဘောတော့တွက်ပြလိုက်မယ်နော်ဒီမှာနံပါတ်ဆက်ကွန်ဆိုရင်တချို့ကြတော့ဘလို့တွက်လို့ရအောင်ဆိုတော့ဒီလိုတွက်လို့ရတယ်နော်ဒီလိုလည်းတင်ရင်တင်နိုင်မယ်နော်3.5 3 times 10 to the power 5 km မှာဘယ်နှစက္ကန့်လို့တစ်စက္ကန့်အဲတချို့ကလေးတွေဒီလိုသင်ကြရအောင်နော်2.25 times 10 power 8 km မှာဘယ်လောက်လဲပေါ့ ဒီလိုစဉ်းစားခြင်းနဲ့စဉ်းစားလို့ရပါတယ်အနည်းလိုအများစားစေအများလိုအနည်းစားကြည်နော်အဲ့လိုသွားကြရတယ်ပေါ့2.25 times 10 power 8 kd 3 times 10 power 5 nsa အနောက်ကဘာနဲ့မြောက်1 second နဲ့မြောက်ပေါ့နော်အဲ့လိုလေတင်းတင်းကြပါတယ်နော်အဲ့ဒါဒီ၃ချက်တဏီတို့စောစောပြောတဲ့ proportion တွေတို့ကအတူတူပဲဒီကောင်းတွေဒီဘယ်ချိန်မှာသုံးလို့ရတော့ဓာတ်ရိုက်အချိုးကြတဲ့ပုံစံချိန်မှာသုံးလို့ရတယ်၃ချက်တဏီတွေကိုဒါပေမဲ့အခုကျွန်တော်ပြောပြမယ့်ပုံစံပေါ့ inversely proportion နဲ့ပုံစံချိန်မှာကြတော့ကျွန်တော်တို့ကအဲ့ဒီ၃ချက်တဏီတွေစောစောကျွန်တော်သင်ခဲ့တဲ့ပထမဆုံးကျွန်တော်ပြောပြခဲ့တဲ့ promotion video ကိုကျွန်တော်တုံးလို့မရတော့ဘူးတုံးရင်တုံးကလွဲသွားပြီ okay เนาะအဲ့တော့ကြည့်ကြည့်အောင်ပါလဲဆိုတော့နံပါတ်24ကိုကြည့်ကြည့်အောင်24ကကြတော့ကျွန်တော်တို့ကမပေးတာဘူးเนาะကိုယ့်ဘာကိုသိရမယ်ဒေါင်းမြန်အချိုကြဆိုတော့သိရမယ်ဘာမျိုးပုံစံလဲဆိုတော့ဒါကျွန်တော် chapter 11အကြည့်ထားတာเนาะ stand is diluting နဲ့5 quart of 50% anti free solution down to 20% stand ဆိုတဲ့လူက diluting ရေရောနေပါလေ 5 quad 5 quad ဆိုတာကျွန်တော်တို့ American 3 unit တခုပေါ့နော် volume ကိုတိုင်းတာတူတူတိုင်းတာတဲ့ unit တခုပေါ့အဲ့တော့ကျွန်တော်ဟိုနေ့ပေါ့နော်ဘာအမှန်တကယ်တော့မဟုတ်ဘူးနော်ဒါပေမဲ့ကျွန်တော်ဘာလို့လဲဆိုတော့ဘယ်လိုပြောမလဲဘာသာပြန်တာလွယ်အောင်လို့ခလေးတွေမြင်သွားအောင်လို့ပေါ့နော်ထားပါတော့ကျွန်တော်ခွက်လို့ပြန်လိုက်မယ်ဆိုပါလို့ဗျာဟာလား stem ဆိုတဲ့လူက diluting ရေရောနေပါတယ်ဘာကိုရောနေတာလဲဆိုတော့ဒီဟာလား50% solution ရှိတယ် anti freeze solution ထားပါတော့နော် chemical ပစ္စည်းတခုပေါ့50%ရှိတယ်ပြင်ရကဘာလို့ရှိရတော့ပြင်ရ90%ရာခိုင်နှုန်းရှိတယ် ဘောလူအပြင်ဘောလူကဘယ်လောက်ရှိရတော့ဒူးတွေအပြင်ဘယ်လောက်ရှိရတော့5ခွက်5ခွက်လို့သဘောထားလိုက်ပြီခွက်လေး노스ဘူး5ခွက်ထားပါတော့ဗျာ노스ဘူး5ခွက်ရှိတဲ့နော်노스ဘူး5ခွက်ဘောလူရှိတဲ့နော် solution တကူအဲ့ solution ရဲ့ပြင်အားကဘယ်လောက်လဲဆိုရင်ပြင်အားဒီဘယ်လောက်ရာခိုင်နှုန်းရှိရတော့90ရာခိုင်နှုန်းရှိတယ်အဲ့ဒီရှိတဲ့ပြင်အားရှိတဲ့နော်ဒီ90ရာခိုင်နှုန်းပြင်အားရှိတဲ့ volume အပြင်5ခွက်ရှိတဲ့ဒီ solution တကူကို anti freeze solution ကိုသူကဘာထက်ရောမှာတော့ရေထက်ရောမှာဟုတ်ပြီ ဲ့တော့သူရေထက်ရောတဲ့အချိန်မှာဘာဖြစ်သွားတော့ကျင်းလေတဲ့ရေထက်ရောပြီဆိုမှတော့ volume ကပဲဖြစ်လာမှာတော့များလာမှာပေါ့ဟုတ်ပြီ volume ကများလာတယ် volume ကများလာတယ်ဟုတ်ပြီအဲ့ဒါမှအဲ့ solution ရဲ့ဘာဖြစ်သွားတော့ဒီ percentage ကကျတော့ဘာဖြစ်သွားတော့ percentage ကညော့သွားတယ်90%ကနေဘယ်လောက်ဖြစ်သွားတော့ down to 20%ကျင်းတဲ့ဒီ volume ရပါဖြစ်လာတော့များလာတယ်ဒီ volume တွေထားပါတော့ကျွန်တော်မသိ V2 ပဲထားပါတော့အဲ့ဒီ V2 တွေကျင်းနေတယ်ပမာဏအားဖြင့်ဆိုရင်အဲ့ဒီ၅ခွက်ထက်မူလရှိတဲ့ V1 ထက်ဘာဖြစ်လာမှာတော့ V2 ဒီကျိန်းသေးတယ် V1 ထက်များမှာဒါပေမဲ့ V2 များပြီးတော့ဒါပေမဲ့ V2 တော့များတယ်ထားပါတော့ကျွန်တော်ဒီ solution ရဲ့ဟိုနေဘောနော်ပြင်းအားကိုကျွန်တော်ဘာလို့ဒီပါမယ်ထားပါလားအမ်လို့ယူယူချင်တာယူနော်ကလေးတွေကိစ္စမကြည့်ကျွန်တော်ကျွန်တော်ကတော့တိလို့ပေးတာပေါ့နော်အမ်လို့ပေးတာပေါ့ chemistry အရာပေါ့မသိဘူးဆို HDY နေပေးလေရတယ်ပေးချင်တဲ့ခဏပေးကိစ္စမရှိဘူးအဓိကကျွန်တော်ဟိုတင်ဂီတာတစ်ခုနေထားတဲ့သဘောပဲနော်ဟုတ်ပြီထားပါတော့ကျွန်တော်ဒီ solution ပမာဏကိုကျွန်တော်အမ်လို့ယူလိုက်မယ်ပထမရှိတာမို့ကျွန်တော်အမ်1လို့ယူရဲဆိုပါစို့ဒုတိယ solution ကိုကျွန်တော်ထားပါတော့နော်အမ်2လို့ယူရဲဆိုပါစို့ ကြာတို့လိုယူနော်ယူချင်းတို့လိုယူနော်ခေစားမရှိဘူးဟုတ်ပြီအဲ့တော့ကျွန်တော်တို့ပြောပြချင်တာတစ်ခုပဲရှိတယ်ဗာတတိထားပြချင်တယ်ဆိုတော့တစ်ခုပဲရှိရဲအဲ့ဒါကဘာလဲဆိုတော့အဲ့ဒီမှာ volume တန်ဖိုးက v1 ကနေ v2 ပဲဖြစ်သွားတယ်နော် volume ကတိုးလာတယ် volume တိုးလာပေမဲ့သူ့ရဲ့ပြင်းအားကဘာဖြစ်သွားတော့ဟိပြင်းအားက90ကနေ20ကိုယော့သွားတယ်ဒါဆိုရင်ကျွန်တော်တို့ဘာလို့သိရမလဲလို့ဖြောင်းမြန်အချိုးကြလို့သိရမယ်တန်ဖိုးတစ်ခုကတိုးလာပြီးတော့နောက်ထပ်တန်ဖိုးတစ်ခုပဲဖြစ်သွားတော့ကျသွားတယ်ဆိုရင်ဒါသည်ဖြောင်းမြန်အချိုးကြတာ ဆိုတော့ကျွန်တော်အချိန်ကပေးခဲ့တဲ့အိမ်စံမဲ့သုံးပုတ်ကလုံးဒီတံပိုးတစ်ခုကတိုးလာရင်နောက်တံပိုးတစ်ခုကလည်းလိုက်ပြီးတော့တိုးလာတယ်ဒါဆိုရင်ဒါရိုက်အချိုကျတယ်ဒါမှမဟုတ်ဒီပုံစံလေးဒါရိုက်အချိုကျတဲ့ပုံစံမဟုတ်တော့ဘူးဘာဖြစ်တဲ့ပုံစံတော့ဗျောင်းမြန်အချိုကျတဲ့ပုံစံဖြစ်သွားပြီဟုတ်ပြီမေးတာခဏတာမေးတာကျွန်တော်မကြည့်မကြည့်သေးဘူးဗျာအဲ့တော့ဗျောင်းမြန်အချိုးကြတဲ့ပုံစံကိုတွတ်တော့မယ်ဆိုရင်ကျွန်တော်တို့ကစောစော preparation နီးတို့၃ချက်တဏီတို့ကိုတုံးပြီးတော့တွတ်လို့မရတော့ဘူး ဲ့တော့ဘယ်ဟာကိုသုံးမလို့ပြောင်းပြန်အချိုးကျတယ်ဆိုရင်ကျွန်တော်တို့ကမှတ်ထားပါသည် proportion မဟုတ်တော့ပါဘူးဆိုတော့ proportion တော့ဘယ်လိုတက်တာတော့ proportion တော့ကကျွန်တော်အလဲမှာ equity ထိုးတယ်ဒီဘက်မှာအစားတစ်ခုခံတယ်ဒီဘက်မှာအစားတစ်ခုခံတယ်ပေးချက်နှစ်ခုကိုစားတယ်ဒီဘက်ကမေးချက်တစ်ခုနဲ့မေးချက်ပေးချက်တစ်ခုနဲ့နောက်ထပ်မေးချက်တစ်ခုကိုရေးပြီးစားတယ်ပေါ့ဟိုဘက်နဲ့ဒီဘက်စားတယ်ဒီဘက်ဒီဘက်စားတယ်ပေါ့အဲ့တော့ဒါရိုက်အချိုးကျတဲ့ပုံစံလေးမှာဆိုရင်ကျွန်တော်တို့ကဟိုဘက်ဒီဘက်စားပြီးတော့ညီရလို့ယူစားတယ်ဆိုရင် inversely proportion နဲ့ကိုအလွယ်မှတ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဟိုဘက်ဒီဘက်နှစ်ခုကိုကျွန်တော်တို့ကမြှောက်ပြီးတော့ညီရလို့ယူစားလို့ရတယ် ါမှလားမသိဘူးနော်မြောက်ပြီးတော့ညည်ရလို့ယူဆရတယ်အဲ့တော့ကျွန်တော်ကပေးချက်ကိုကြည့်မယ်ပေးချက်ကဘာနဲ့ဘာနဲ့ပေးထားတော့ဒီမှာ5 quad နဲ့ဘာနဲ့50%ဒါကြောင့်မလို့ကျွန်တော်ဘာနဲ့ဘာနဲ့ရေးမလို့5 quad နဲ့50%နဲ့ကိုကျွန်တော်ဘယ်ဘက်ချမ်းမှာရေးမယ်အရင်တော့ကျွန်တော်ဟာဒီအမြောက်လေးနေမှာပါရေးတော့အစားပေါ့နော်တနည်းပြောမယ်ဆိုရင်5 over 50%လို့ရေးတယ်ပေါ့တရားအချိုးကြတဲ့ပုံစံဆိုရင်ပုံစံလေးဆိုရင်ပေါ့အခုကဘောင်းမြန်အချိုးကြတဲ့ပုံစံလေးဆိုရင်ကျွန်တော်ဘယ်လိုရေးမလို့အဲ့ဒီအစားအစားနော်အပိုင်းငိမ့်အစားကျွန်တော်ဘာကိုရေးမလို့အမြောက်ကိုရေးမယ် เนาะကျန်တဲ့ပတန်ကတော့အတူတူပဲဒါလေးပဲပြောင်းသွားမယ်အဲ့တော့ညာဘက်ချမ်းမှာကျွန်တော်ဘာဖြစ်သွားမလို့ညာဘက်ချမ်းမှာကျွန်တော်ထားပါတော့ဒီမှာမတိကိန်းဖောက်လို့ကျွန်တော် V2 လိုချင်တယ်ဆိုပါစို့ကျွန်တော်အဲ့ဆိုရင် V2 နဲ့သူ့ပေးချက်ဖြစ်တဲ့ဘလောက်ပါဆန်တွေတော့20%နဲ့ရေးပြလိုက်မယ်ဒါလေးပဲအဲ့တော့မှတ်ထားမှာဒီကပြောင်းလဲသွားတာတခုစီဒါရိုက်အချိုးချတဲ့ပုံစံရယ်ဆိုရင်အချိုးချပြီးတွက်မယ်အကယ်၍ဆိုပါစို့နော်ဒီပုံစံကဒါရိုက်အချိုးချတယ်ဆိုရင်5 over 50%ဒါပေးချက်ဒီဘက်ချမ်းကကြတော့သူမေးတာ V2 ကိုလိုချင်တယ်အောက်က20%ဒီလိုရေးမယ်ပေါ့ ဒါပေမဲ့အခုပုံစံဒီဓာတ်ရအချိုးကြတာမဟုတ်ဘူးဘောင်းမြန်အချိုးကြတာကိုသိသွားပြီဖြစ်တဲ့အတွက်ကြောင့်ဘာလို့ဘောင်းမြန်ချိုးကြရတော့ပြန်ပြောမယ်နော် volume ကတိုးလာပြီမယ် molarity ကဘာဖြစ်သွားလို့ညော့သွားလို့ volume တိုးလာပြီမယ်ပြင်ရကညော့သွားလို့ပေါ့နော်တခုတိုးပြီးတခုညော့တယ်ဆိုရင်ဓာတ်ဒီဘောင်းမြန်အချိုးကြတယ်ပေါ့ဟုတ်ပြီဘောင်းမြန်အချိုးကြတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အပိုင်းငယ်ခံမယ်အစားဘာလို့ပေးရတော့ multiply ခံပေးရတယ်မြောက်ပေးရတယ်ပေါ့ဒါဆိုရင်ကျွန်တော်ဒီကနေဘာအောက်တော့လို့ရပြီတော့ v2 တော့လို့ရပြီ v2 ကိုလိုချင်ရင်ဒီဘက်က9နဲ့15နဲ့မြောက်တာကိုကျွန်တော်ဘာနဲ့စမလို့20%နဲ့စမယ်ပါဆန်ပါဆန်ကကြီးသွားမယ်ဒါဆိုကျွန်တော်ဘယ်လောက်ရမလို့7.3 မှ9ဆိုပြီးရမယ်။ဟုတ်ပြီမေးတာကိုတစ်ချက်ကြည့်အောင်နော်။မေးတာဗာမေးရတော့မေးတာကကြတော့ how much pure water should ဟီအပ်တဲ့ရေဘလောက်ထပ်ပေါင်းထည့်လိုက်ရတယ်လို့မေးတာအခုကျွန်တော်တို့တက်လို့ရတာ17.5ဆိုတာဒီသူစုစုပေါင်း volume လေးနော်ဒီစုစုပေါင်း volume ထဲမှာမူလရှိတယ်ပါရှိတယ်လို့ v v1 ဆိုတဲ့5 quad ကလည်းရှိသေးတယ်ဒီနော်အဲ့တော့အဲ့5 quad ကိုကျွန်တော်တို့ဘာလို့အခုကလိုချင်တာဘာလို့ချင်တာတော့ရေထပ်ပေါင်းထည့်တဲ့ပမာဏကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကမူလရှိပြီးသား5 quad ကိုတော့ဘာလို့ပြရမလို့ပြန်နှုတ်ပြရမယ်ဒါမှဒါလည်းကျွန်တော်တို့ရေဘလောက်ထပ်ပေါင်းထည့်တယ်ဆိုတာရပါမယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့က water attack ကိုလိုချင်နေဆိုရင်တော့ဒီပုံစံလေးနည်းနည်းတော့ရှိသေးတယ်ပေါ့နော် water attack ကိုလိုချင် တယ်ဆိုရင်တော့ဒီ V2 တွေကနေပြီးတော့မူလရှိတဲ့5 quad ကိုပြန်နှုတ်ပေးရတယ်ပေါ့ဒါကြောင့်မို့နောက်ဆုံးအဖြေဒီဘလောက်ရမှာလို့7.5 quad ဆိုပြီးရမှာပေါ့နော်အဲ့တော့ဒီပုံစံကကျွန်တော်ပြောချင်တာကဘာလဲဆိုတော့ဓာတ်ရိုက်အချိုးကျတယ်ဆိုတာကို sorry ဓာတ်ရိုက်အချိုးကျတာမဟုတ်ဘူးဗျောင်းမြန်အချိုးကျတဲ့ပုံစံဆိုတာကိုကျွန်တော်ထောက်ပြချင်တာပါဗျောင်းမြန်အချိုးကျတဲ့ပုံစံတွေဆိုရင်ကျွန်တော်တို့ဟိုဘက်ဒီဘက်အချိုးချပြီးတော့လို့မရတော့ဘူးအဲ့ဒီအချိုးအစားအစားအစားဘာလို့ပြရမှာလို့အမြောင်နဲ့ညီပေးရမှာပေါ့နော်ဒါလေးတစ်ချက်ကိုသတိပေးချင်တာပါနော်โอเคအဲ့ဆိုကျွန်တော်နောက်တစ်ခုကိုဆက်ကြည့်လိုက်လို့ရတယ်နော် နောက်တစ်ခုကကြတော့ဗာလဲဆိုတော့ကျွန်တော်တို့ဒီမှာ34ပေါ့နော်34မှာလည်းဒီတိုင်းပဲဒီမှာကျတော့တိုင်းရဲ့ကြည့်ကြောင်ပြောထားသေးတယ်နော် Mandalay Sale of the particular brand of the smartphone ပေါ့နော် smartphone တခု brand of the smartphone smartphone တခု smartphone brand တခုကတဲ့ရောင်းရသည်တဲ့ဗာလဲဆိုတော့ impossible proportion တဲ့သူတဲ့ number of the occurrence of exploding cell phone battery during the that month ပေါ့နော်အဲ့ဒီလမှာ cell phone battery တွေထပေါက်ခြင်းထပေါက်တဲ့ပမာဏနဲ့ဘယ်လိုအချိုးကျတယ်ပြောတော့ဗျောင်းမြန်အချိုးကျတယ် သူပြောပြီးသားနော်ဟာလားဆဲဖုန်းရောင်းရတဲ့ပမာဏသည်ဘက်ထရီထပောက်တဲ့ပမာဏပေါ့နော်အဲ့လာမှာပြောချင်တဲ့သဘောတရားသူတို့ရောင်းရတဲ့ဖုန်းတွေမှာဘက်ထရီထပောက်တဲ့ပမာဏများရင်ရောင်းရကြမယ်ဘက်ထရီထပောက်တဲ့ပမာဏနည်းရင်ရောင်းရများမယ်ပေါ့တနည်းပြောမယ်ဆိုရင်သူတို့ဒါရိုက်ပြောပြီးသားဘာလို့ပြောထားတော့ inversely proportion တယ်ကျွန်တော်တို့အဲ့ဒါသတိထားပေးရမယ်အဲ့ဒါသူပြောထားတာက88 million ဖုန်းဝယ် so when there were 2 exploding battery အဲ့တော့သူဆက်သွယ်ချက်ပေးထားတယ်ဆက်သွယ်ချက်ကဘာပြောထားတော့88 million ဖုန်းတွေကိုရောင်းရတယ်ဘယ်လောက်ဖြစ်ရင်တော့ဖုန်းဘယ်နှလုံးပေါက်ရင်တော့နှလုံးပေါက်တယ်ဆိုရင် ဖုန်းဘက်တရီနှလုံးပေါက်တယ်ဆိုရင်88မီလီယံဖုန်းရောင်းရတယ်အဲ့တော့သူလိုချင်တာဘာလိုချင်တာတော့ how many cell phone would be so ဖုန်းဘယ်လောက်ရောင်းရမှာတော့တကယ်လို့ဘယ်လောက်ပေါက်ရင်တော့22လုံးပေါက်တယ်ဆိုရင်အနည်းနဲ့တတ်ထားတာကပေးချက်အပြားနဲ့တတ်ထားတာကမေးချက်အဲ့တော့ how many cell phone မတီးခင်ကျွန်တော်အိတ်ထားတယ်ဆိုပါစို့အဲ့တော့ထုံးစံတိုင်းပဲ inversely proportion နဲ့ဖြစ်တာဖြစ်တဲ့အကြောင်းကျွန်တော်တို့ဒီအချိုးချပြီးမညီရောဘူးဘာနဲ့ညီမလို့အမြောက်နဲ့ညီမယ်ဟိုဘက်ဒီဘက်အဲ့တော့ပေးချက်ကပါကြည့်တော့88မီလီယံဆိုတော့မီလီယံမထည့်ရဘူးနော်88မီလီယံမှာဘယ်လောက်တော့2 battery အဲ exploding battery ပေါ့နော် to exploding battery အဲ့တော့ဒီဘက်က major ကကျတော့ဘာလို့ how many phone ဆိုတော့မသိခင် age ထားမယ် to explode battery ကဘာလို့တော့22ဒါဆိုကျွန်တော် x ကိုတက်လို့ရပြီလွယ်လွယ်လေးပဲ x ကိုလိုချင်တယ်ဆိုရင်88နဲ့နဲ့နဲ့မြောက်တာကိုဘာနဲ့စားမလို့20နဲ့နဲ့စားမယ်22လီ88ဆိုတော့22တလီ22 22လီ88ဆိုတော့4နှစ်လီဘယ်လောက်ရမလို့ရှစ်ဒါကြောင့်မို့ကျွန်တော်တို့အဖြေဒီဘာလောက်ရမလို့8 million ဆိုပြီးရမယ်ပေါ့နော်ဒါကြောင့်မို့အဖြေဒီဘာရမလို့ b ရမယ်ပေါ့နော် โอเคရမယ်လို့ကျွန်တော်တို့မျောလင့်ပါတယ်เนาะအဲ့တော့ကျွန်တော်တို့တတိထားပါမယ်အဲ့တော့ကျွန်တော်တို့ဒါတပုတ်ကတော့ဒီပုတ်ကတော့ကျွန်တော်101တွေကယူထားတာပါเนาะတထောင်းတထေကယူထားတာပါဒါကတော့ကျွန်တော်ဒီ chapter 11ဝတ်ဖို့ထေကယူထားတာပါเนาะ chapter 11 macro he ဝတ်ဖို့ထေကယူထားတာပါเนาะအဲ့တော့ဒီအောက်ကသုံးပုတ်ကတော့ကျွန်တော်တို့ဒီ decimal အခန်းအနေယူထားတာပါเนาะအဲ့တော့ကျွန်တော်တို့သိထားမှဒီကចောင်းသားအများစုသိတာကဒီအောက်သုံးခုပဲသိပါတယ်เนาะအောက်သုံးခုကဘာတော့ဆိုတော့ဒါရိုက်အချိုးရတဲ့ပုံစံတွေဟာကိစ္စမယူစရာ၃ချက်တနည်းတက်လိုက်မယ်ဒါမဟုတ်ရင်ဆိုတော့ကျွန်တော်ပြထားတဲ့ proportion ညင်းတက်လိုက်မယ် တတ်တယ်လူတိုင်းတတ်တယ်ပေါ့နော်ဒါပေမဲ့အခုလိုမျိုး inversely proportional တဲ့ပုံစံလေးတွေပါလာရင်အမှတ်မရောအောင်လို့ပြောပြပြပေးကြပါနော်ဟုတ်အားလုံးကိုကျေးဇူးတင်ပါတယ်နော်